ဒါလေးတွေကကျွန်းရွက်နုနုလေးတွေပါကျွန်းပင်ရဲ့ကျွန်းရွက်နုနုလေးတွေဖြစ်ပါတယ်အဲ့ကျွန်းရွက်ကလေးတွေကခြိသားပေါ်မှာ eco print လုပ်တဲ့အချိန် eco print လုပ်တဲ့အချိန်မှာခြိသားပေါ်မှာဘလို့အလှတရားတွေပေးမလဲဆိုတာကိုကျမတို့ကြည်ကြရအောင် eco print လောက်ထားတဲ့ကျွန်းရွက်ကလေးတွေကလေခြည်သားပေါ်မှာအရန်လှတယ်တော်တော်များကြိုက်ကြတယ်ကျမတို့ order တွေများကြီးရတယ်လေအဲ့ဒါကြောင့်မို့လို့ဒီဒီဟာလေးဆိုရင်ဒီအမကြီးဝတ်ထားတဲ့1ဆက်လေးဆိုသူကိုယ်တိုင်လောက်ထားကျွန်းရွက်ကလေးတွေကိုကျွန်းရွက်နုနုလေးတွေနဲ့ခြည်သားပေါ်မှာခင်းပြီးတော့မှဒီဇိုင်းပေါ်ပြီးတော့မှသူ့ဟာသူချုပ်ဝတ်ထားတာပါဒီစိမ်းရောင်ချီလေးရလေတရက်ရွက်ကိုဘလန်ဒါနဲ့ထည့်ကျိတ်ပြီးရောမှရတဲ့တတ်ထုရည်ကိုစိမ်ထားတာဖြစ်ပါတယ် အခုဒီနီလန်းကို blanket ခင်းတယ်လို့ခေါ်ပါတယ်။အောက်ကပိတ်စတစားပေါ်မှာတိဘက်တိတ်ခင်းမယ်။နောက်ပြီးတော့အပေါ်ကနေပိတ်စတစားထပ်ပြီးတော့မှအဲ့တော့နှစ်ထည်စာတစ်ခါတည်းနဲ့နှစ်ထည်စာကိုပြီးသွားတယ်။နှစ်ထည်စာရသွားတယ်ပေါ့နော်။အဲ့ဒါကို blanket ခင်းနီလို့ခေါ်ပါတယ်။ဆွဲ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 လည်းမြင် လည်းဆွဲပြီးတော့လေဒီကောင်ကလည်းဆွဲပြီးပေါ်နေဆီကဆီကများတယ်ဒါကြိုင်နေတယ်။ဒီတော့ဆောင်းနေတာလေပါ။ဒီမှာဒီလိုလေးတော့ချင်တယ်။ဒီမှာလိမ့်လိမ့်လေးနေတယ်။1 2 3ပိတ်စာကိုလိမ့်တဲ့အခါမှာလည်းပြန့်ပြန့်လေးဖြန့်ပြီးတော့မှတင်းတင်းလေးဆွဲပြီးတော့မှလေးခိုပေါက်မရှိအောင်လို့တေချာလေးလိမ့်ရပါတယ်။

ပိတ်စာကိုလိတ်ပြီးပြီဆိုလို့ရှိရင်ကျိုးနဲ့တင်းကျပ်ပြီးတော့မှလေဝင်ပေါက်မရှိအောင်လို့စီးရပါတယ်

မြို့အောင်မထည့်ရပါဘူးဟိုရေထဲမှာစကားတင်ပြီးတော့အဲ့စကားပေါ်မှာထုတ်ကလေးတွေကိုစီပြီးတော့မှတင်ပါတယ်ထုတ်ကလေးတွေကရေနဲ့ထိလို့မရပါဘူးအဲ့ဒါကိုအထုတ်တီးပေါင်းတယ်လို့ခေါ်ပါတယ်သူ့ကို တနာယီခွဲနှစ်နာယီလောက်ကြာအောင် ပေါင်းရပါမယ်အဲဒီလောက်ကလေ team work လို့ခေါ်တဲ့အဖွဲ့လိုက်လုံးမှရမယ့်လုပ်ငန်းဖြစ်ပါတယ်။ပေါင်းအိုးကိုတနအိခွဲလောက်ကြာအောင်ပေါင်းအမှဖြစ်တဲ့အတွက်ကြောင့်မို့လို့၂ယောက်ချင်း၃ယောက်ချင်း၄ယောက်ချင်းလုပ်လို့မရပါဘူး။အနည်းဆုံးတော့၁၀ယောက်၁၅ယောက်လောက်လုံးမှရပါမယ်။ဒီချိန်လေးကတော့ eco print လောက်ကြတဲ့လူတွေရဲ့အပျော်ရွှင်ဆုံးအချိန်လေးဖြစ်ပါတယ်။အဲကိုခင်းတဲ့တိဘက်တွေကဟိုခြိတဲ့ပေါ်မှာဘလောက်ထိအယောင်ဆွဲမလဲ၊ဘာယောင်နေထွက်လဲဆိုတာကို ့ final result လို့ခေါ်ရဲနောက်ဆုံးထွက်တဲ့ရက်လက်ကလေးကိုတွေ့ရတဲ့အခါကျတော့ကျမတို့လုတ်ခဲ့သမျှတွေအမောလဲပြည်တယ်ပျော်လဲပျော်ကြပါတယ်ရှင်ဒီ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 မှာဒီမှာလမ်းလိုက်ပါလေ

ကျောင်းရှာရဲ့ကျွန်းရွက်ရဲ့အဲကျောင်းရှာညွန့်လေးတွေပါအဲလားလေးတွေပါခုလုံးကဖြစ်နေရတယ်အဝါလေးတွေကဘလုံးပန်းလေး